မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်မြင်းငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ငလျင်တန်တဲ့ပြည်သူတွေအတွက်အမေရိကန်၊စင်ကာပူ၊တရုတ်နဲ့သီရိလင်္ကာနိုင်ငံတို့ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေဧပြီ5ရက်မှာထပ်မံရောက်ရှိလာပါတယ်။ဧပြီ5ရက်မနက်9:40မိနစ်အခန်းမှာစင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကမြန်မာနိုင်ငံမှာရှိတဲ့မြင်းငလျင်ဘေးဒဏ်တဲ့ဒေသတွေကိုလှူဒါန်းတဲ့ကယ်ဆယ်ရေးအထောက်အကူပြုဆေးရုံသုံးပစ္စည်းတွေနဲ့ဈေးဝါတွေပါဝင်တဲ့9,938ကီလိုဂရမ်ကို အေရှာကာဂိုအေးလိုင်းနဲ့၎င်း9နာရီမိနစ်40ခန့်မှာအမေရိကန်ပြည်ထောင်စု Samaritans Pass International Relief အဖွဲ့ကမြန်မာနိုင်ငံမှာရှိတဲ့မြင်းကလေးဘေးဒဏ်သင့်ဒေသတွေကိုလှူဒါန်းတဲ့ကုညီကယ်ဆေးရေးပစ္စည်းတွေဖြစ်တဲ့ဆေးဝါးနဲ့ခွဲစိတ်ခံတိစောက်ဖို့ဆက်ဆက်ပစ္စည်းတွေပါဝင်တဲ့12634ကီလိုဂရမ်နဲ့ခွဲစိတ်ဆရာဝန်တွေအထွေထွေယောဂကုဆရာဝန်တွေတူနာပြုတွေကျွမ်းကျင်ပညာရှင်စုစုပေါင်း25ဦးကိုတင်ဆောင်ပြီး Samaritans Path အဖွဲပိုင်းလေရင်နဲ့၎င်းအသေးသေးရောက်ရှိလာတယ်လို့သိရပါဗျ။ဒါ့အပြင်မွန်လဲ12:55မိနစ်ခန့်မှာတရုတ်ပြည်သူသမရနိုင်ငံကလှူဒါန်းတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ဆေးသက်သာရွက်ပြင်တဲ့ချင်းအောင်ရေတပ်မှုစားတဲ့ပစ္စည်း 18,390 kg ကိုတည်ဆောင်လာတဲ့ Air China Cargo လေယာဉ်ဟာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိလာရာတာဝန်ရှိသူတွေကကြိုးစိုးလက်ခံခဲ့တယ်လို့သိရပါတယ်။ဒါပြင်ညနေ9:30မိနစ်50အချိန်မှာတီရင်းလင်ကအစိုးရကလှူဒန်းတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ရွက်ပြင်တဲ့စီးရုံသုံးပစ္စည်းတွေလက်တန့်စီးတွေရေတန့်စင်ဆက်တွေ ဒဂိုရီသုံးပြည်စီတွေနဲ့တီရီလင်္ကာနိုင်ငံတက်မတော်ကစေးတက်ဖွဲ့ဝင်26ရို့ဟာတီရီလင်္ကာနိုင်ငံပိုင်းလေကြောင်းလိုင်းနဲ့ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိလာရာတာဝန်ရှိသူတွေကကြိုဆိုခဲ့တယ်လို့သိရပါတယ်။အဆိုပါကဲဆေးရေးပြစ်စီတွေကိုသက်ဆိုင်ရာမော်တယာဉ်တွေဘောကိုတည်ဆောင်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့နေပြည်တော်ကိုဆက်လက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။